မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ KIA မှာပြည်သူလူထုနဲ့တွဲဆောင်ပွဲပြုလုပ်ခြင်းမှာတစ်ဖက်လက်နဲ့စီယုံရန်ဆောင်ရွက်ခြင်းသာဖြစ်တည်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် KIA တို့ကနေဖရဲဒေတာမှာပြည်သူလူထုနဲ့တွဲဆောင်ပွဲကြီးကိုပြုလုပ်ခဲ့ပြီးအဆိုပါပြုလုပ်ခြင်းမှာ KIA မှမိမိတို့သာအစိုးရဖြစ်တည်ဟုပြောဆိုစည်းရုံးရန်ဖြစ်နိုင်တယ်လို့ပြည်သူအရေးဆောင်ရွက်နေတဲ့ပန်ဝါဒေတာခံတအူးကပြောပါတယ်။ သူတို့ကဒေတာမှာ KNY ကအစိုးရဖြစ်တယ်ဆိုတဲ့ဟာပေါ့အရင်ကလည်းအင်တာနက်လိုင်းမရတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေကိုဒီကိုနေကြလဲမရောက်လာနိုင်တော့ဘူးပြည်သူစစ်လည်းမရောက်လာနိုင်တော့ဘူးဒီအတွက်ခမားတို့မျော်မနေနေတော့အခုငါတို့ KNY ကအစိုးရဖြစ်တယ်ငါတို့ KNY ကငွေတောင်မှထုတ်တော့မှာပေါ့ဒီငွေကိုပဲသုံးရတော့မယ်ဆိုပြီးစီယုံခဲ့တယ်အခုဖျဲမာလောက်တာကြတော့ KNY နဲ့ပြည်သူနဲ့တွေ့တဲ့အစည်းအဝေးကြီး KNY ကိုလူထုကအပြေးဝယုံကြည်လာအောင်အစိုးရဖြစ်တယ်ဆိုပြီးအားကိုးလာအောင်စီယုံတဲ့အစည်းအဝေးလို့မြင်တယ်လို့သူကပြောပါတယ် ဒါအပြင် KIA မှာအဆိုပါတွေ့ဆုံပွဲသို့ကချင်အမှုပညာရှင်တွေနဲ့ KBC မှာဘာသာရေးခေါင်းဆောင်ပိုင်းတွေကိုဖိတ်ခေါ်ကြမှာလဲပြည်သူလူထုကိုတဖက်လက်နဲ့စည်းရုံးရန်ဆောင်ရွက်ချင်းတာဖြစ်တယ်လို့ပြည်내အရေးလေးလာသုံးသက်သူတို့ကပြောပါတယ် KIA နဲ့ပြည်သူလူထုတွေ့ဆုံပွဲလုပ်တဲ့အဲဒီမှာကချင်အမှုပညာရှင်တွေကိုခေါ်တယ် KBC ကခေါင်းဆောင်ကြီးပိုင်းတွေအကုန်ခေါ်တယ်ဘာလို့လဲဆိုရင်ဟိုမှာကဂျိမ်းဖော့လူမျိုးတယောက်မှမရှိဘူးအဲဒီတော့ဟိုကလူတွေကဂျိမ်းဖော့စကားလည်းနားမလဲဘူးစာလည်းနားမလဲဘူးဒီတော့ KIA ကတိုက်ရိုက်မစည်းရုံးပဲဒီအမှုပညာရှင်တွေနဲ့ ် KBC ကဘာသာရေးဆရာတွေနဲ့တယ်ဝိုက်တဲ့နီလန်းနဲ့စီယုံတာမြင်တယ်လို့သူကပြောပါတယ်။လက်ရှိမှာခရိုင်ရီတို့ကနေတက်သားသစ်စုဆောင်တာတွေ၊စက်ကြီးအစမတန်ကောက်ခံတာတွေ၊ပြည်သူတွေကိုဖမ်းဆီးကငွေနဲ့ရွေးခိုင်းတာတွေ၊အမျိုးသမီးငယ်တွေကိုလူအခွင့်အရေးချိုးဖောက်ကရိုင်းစိုင်းစွာပြောဆိုဆက်ဆံတာတွေ၊အခွန်ကိုနှီးမျိုးစုံနဲ့ကောက်ခံတာတွေအပြင်တိုးမြင့်ကောက်ခံနေတာတွေကိုလည်းပြုလုပ်လာတဲ့အတွက်ပြည်သူလူထုရဲ့ယုံကြည်မှုပြက်ပြားလာတာကိုတွေ့မြင်ရတဲ့အတွက်အခုလိုဆောင်ရွက်တာဖြစ်နိုင်တယ်လို့သူကထပ်မံပြောပါတယ်။ ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဥများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆောင်လင်းစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။